ားဆိုရင်အများတန်းပြောရမှာအာဟွာပြည့်ပေါ့ငားတဲ့အဲ့လိုစိတ်တက်တာသွားပြီပေါ့ဟိုငါဟိုကပြောတာပေါ့လူကြီးဆိုတော့ကတော့ကတော့ဘလိုဘလိုပြောငါသွားပြီဆိုလို့ရှိရင်တော့ငါအရန်စိတ်ချသွားပြီတဲ့အဲ့လိုတော့ပြောပါရမှာလေသူအရန်ပြောတယ်တဲ့ဒီလိုမျိုးဖြစ်သွားတယ်လို့သူဟိုမမမရဲ့လိုမျိုးဟိုတာတာသမီးရဲ့အဲ့လိုမြင်ရတာသူအရန်စိတ်ချမ်းသာတယ်တဲ့ ဟိုအရန်ပြော်ပါတယ်တတိကကန်းတော်တို့ဟိုဘက်ဆိုင်လေးမှာလည်းဖွင့်တဲ့အခါကျတော့အလောက်ထိလည်းအရင်နဲ့မထင်သားပဲနဲ့အာအရန်အားပေးကြတယ်အားပေးကြတဲ့အပေါ်မှာလည်းကန်းတော်တို့ကမလုပ်ပေးနိုင်တဲ့အိတ်တော်ကမလုပ်ပေးနိုင်တာအဲ့လိုကားပါကင်ကိုဟိုဆိုင်နေရာမလောက်တာတို့အဲ့ဒါလေးတွေလည်းနည်းနည်းလေးဟိုစိတ်မြေကစိတ်မြေခဲ့ရတယ်ပေါ့နော်အဲ့ခါကျတော့ဆိုင်ကြီးပြောင်းမဖြစ်တော့မယ်ရှာမဖြစ်တော့မယ်အဓိကကိုစီလာတဲ့ customer အများစုကလည်းအဲ့လိုကားနဲ့လာကြတယ်အဲ့ခါကျတော့ကန်းတော်တို့ကဒီဘက်လေးကိုပြောင်းဖြစ်သွားတာပါကားပါကင်လည်းချေရမယ် ့လို့ရှိရင်ခွန်ခွန်ဝိုင်းလေးနဲ့ခြေရမယ်ကြက်ကြက်ဝင်းလဲစားလို့ရအောင်ဆိုဆိုစားတဲ့အမီတို့ကကောင်းကောင်းတို့ကနေ့လယ်စားပါရသွားပြီမနက်၁၀နာရီလောက်ဆိုလို့ရှိရင်ထမင်းလာစားလို့ရပြီနော်ရခိုင်ထမင်းဟင်းစားလို့ရပါပြီလို့ကောင်းကောင်းရဲ့လက်ရည်ရတော့အကုန်စားလို့ရကောင်း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 ရှိတဲ့အချိန်ဆိုလို့ရှိရင်တုတ်ပေးပါတယ်ကျန်တဲ့ဟင်းလေးရခိုင်ဟင်းတို့ပါလို့ကကြတော့အော်ခန်းကောက်ကောင်းတယ်ဆိုရတဲ့ခန်းကောက်အမေတို့အတော်တို့ကပိုကောင်းတယ်ပေါ့နော်အားသာဆိုင်ဖွင့်တဲ့အခါကျတော့အမေတို့အတော်တို့ပဲချက်တာပါရခိုင်ဟင်းကပိုပိုင်လက်ရဆိုကိုကြီးချာငါပဲနေမယ်နဲ့ ိကကောင်းတော်လိုအဲ့လိုမျိုးအမြဲတမ်းစိုက်မှရှိလို့ရှိရင်တော့စိုက်မှဘယ်နေရာမဆိုပေါ့ဥမာစပွဲလေးဝင်ထူရတယ်စင်းလေးဝင်မှတ်အတုပ်လေးဝင်တော့အဲ့လိုပေါ့ဟိုလိုဘယ်နေရာကြီးလို့တတ်မှတ်ထဲတော့မရှိပါဘူးဟုတ်ချက်သားရခိုင်ချက်ဒီလိုရှင်ချမောင်ကြီးရခိုင်ချက်ချမောင်ကြီးကိုပွေနှစ်ဖြစ်အောင်ကြာအဲ့ဒါကိုကြာရမ်းကြိုက်တယ်ကိုကြီးကသူကြိုက်တာကိုသူချက်ကြည့်ရသူကြိုက်တယ်ဆိုလို့အရန်ကောင်းတယ်ယူတာပေါ့သူတစ်ခါလည်းတင်ပြလိုက်တယ်နောက်ခါကျတော့သူက ကိုလာတော့မကောင်းတော့ဟုတ်တယ်အခုကအိမ်မှာမေမေတို့ပဲချက်တော့မေမေတို့ပဲချက်တော့ဟုတ်ကဲ့ဟုတ်တယ်ဝန်နိုင်ဝန်နိုင်ကြွေးလိုက်တယ်ရောစားကြည့်ဆိုတော့ဩစိုက်သွားစားသမားဆိုအစားနဲ့အစားနဲ့ဟိုအဲ့လိုမျိုးမျောလို့ရှိရင်လိုက်တယ်အစားနဲ့ပတ်တိုင်ဒါကြွေးမဲ့လိုက်ခဲ့ဆိုရင်တော့လိုက်ပါငါဆိုရင်အများတန်းပြောရရင်မအာဟွာဖြစ်ပေါ့ငါတဲ့အဲ့လိုစိတ်သက်သာသွားပြီပေါ့ဩငါဟိုကပြောတာပေါ့လူကြီးဆိုတော့ကတော့ကတော့ဘလိုဘလိုပြောတော့ မာသွားပြီဆိုလို့ရှိရင်တော့မာအရန်စိတ်ချသွားပြီတဲ့အဲ့လိုတော့ပြောပါရမှာလေဒါပေမဲ့သူအရန်ပျော်တယ်တဲ့ဒီလိုမျိုးဖြစ်သွားတယ်ဒီဟောမမမအဲ့လိုမျိုးဟောတာတသမီးတွေအဲ့လိုမြင်ရတာသူအရန်စိတ်ချမ်းသာတယ်တဲ့သူသူသူစိတ်စိတ်ထားပေါ့နော်သူစိုးရဲဆိုတော့သူကအပြင်းမိုင်းပါပဲသူကဘယ်လောက်ဆိုဆိုအဓိကလူတွေကပေါင်းကြည့်လိုက်မှသူစိတ်ဘယ်လိုရှိရဲဆိုတာခံမှန်းလို့ရတာသိရတာလေနော်ဟာသူစိတ်ထားကိုအရန်ချိုက်တယ်ကောင်သူစီကလည်းအများကြီးတင်ပါတယ်အဲ့လိုစိတ်ထားတတ်ဖို့အတိုင်းမသိဘောခေါင်းကလည်းအဲ့လိုမျိုး ဟို9 6နေလို့ဖြစ်ရမယ်ဆိုရက်စိတ်ပေါ်တော့ကိုယ့်အကူတယောက်တည်းလည်းမပြောဘူးသူကိုယ့်ဘောဘလောက်ပြန်ပေးမလဲဆိုတာလေးပဲစောင့်ဆိုင်ပြီးတော့အဲ့လိုနေတယ်အော်သူဘလောက်သူတောက်ခဲ့တော့ကလည်းသူဘလို့ဆိုးဆိုးသူဘလို့ဘလောက်တောက်တောက်ကောင်းတော့မတောက်အော်အဲ့လိုမျိုးဟောသူဟောကိုပြင်လာပြင်လာပေးမှာပါလေဆိုရက်စိတ်ပဲဖြစ်ရနော်အတိုင်းမသိပေါ့အရင်တရားရဟိုင်းလုံးမဲ့လုံးဝမဟုတ်အဲသူစပြီးတော့ဟို ဘယ်လိုပြောမလဲပြောင်းလဲတဲ့အချိန်မှာဆိုရင်လေတယောက်လဲကြိတ်ဝမ်းသာကြိတ်ပျော်မျက်ရည်တောင်ကြာအဲ့လိုဖြစ်နေတယ်အရင်ပြောတာလေဟိုတာနှစ်ဖက်လည်းတွေးထားတယ်လေသူပြန်ပြီးတော့များတောက်မလားတော့ဒါတော့မင်းကြီးဆိုတော့ဒါမဲ့ तू နေနိုင်တယ်တော့စိတ်ညောင်မလို့